င်္ဂလာပါဒီနေ့ကျမတို့အတူတူစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအသေးစိတ်စမ်းစစ်ကြည့်ကြမလို့ပါဟုတ်ကဲ့ခင်ဗျာအဲ့ရကတော့ Robert Greene ရဲ့လူဒီမလားလဲစာအုပ်လူတဘာဝကြီးဥပဒေသားများရဲ့အနှစ်ချုပ်စာသားလေးတစ်ခုပါပဲဟွန်းဒီအနှစ်ချုပ်လေးကိုကြည်တီးတော့လေလူစိတ်တဘာဝရဲ့အတွင်းကြကြအချက်တွေတခါလေတတိမထားမိတတ်တဲ့အပိုင်းလေးလေးကိုထုံနှုတ်ပြီးဆွေးနွေးကြည့်ချင်ပါတယ်။ကောင်းပါတယ်။ ီလိုလူသဘာဝရဲ့ပုံကွယ်နေတဲ့တဲ့တချို့ကလည်းဒါတွေကအစိုးဘက်ကိုရောက်တယ်လို့ထင်ကောင်းထင်နိုင်တဲ့အပိုင်းလေးတွေကို နားလည်လိုက်ရင်အဲ့ဒါကပိုကောင်းတဲ့ဆက်ဆံရေးလေးတိဆော့ဖို့အထောက်အကူဖြစ်မလားကိုကိုကိုတော့သူများကိုပါပိုနားရဲသွားမလားပေါ့နော်အဲ့ဒါလေးစမ်းစစ်ကြည့်ကြရအောင်ဟုတ်ကဲ့ဆာရဲသူ Robert Green ကိုတန်းလေးပြောခဲ့ဘူးတဲ့နော် ကိုယ့်နယ်ဘက်မှာဘလော့ပဲတော်နေတော်နေလူတွေကြောင်းနားမလည်ရင်ကိုယ့်ရဲ့စွမ်းအားတွေအလကားခစ်သွားနိုင်တယ်ဆိုတာလေမှန်ပါတယ်တည်ရနှစ်ကြော့ကအဲ့ဒီလူတွေကြောင်းနားလည်မှုကိုဘလို့သုံးမြင်ရမလဲဆိုတဲ့အတွေ့အကြုံကိုပေးထားတယ်လို့ထင်ပါလေဟုတ်ကဲ့ဒီစာရေးဆရာနဲ့သူ့စာအုပ်တွေသူ့အတွေ့ခေါ်ရအပေါ်မှာတော့ဟိုအမြင်မျိုးမျိုးရှိကြတယ်ဆိုတာကိုအနှစ်ချုပ်မှလည်းဖော်ပြထားတာတွေ့ရတယ်လေဟုတ်ကဲ့တချို့ကတော့ဒါတွေကလူသဘာဝရဲ့မသိချင်ဒါမှမဟုတ်ဝေမခံချင်တဲ့အမောင်ပဲချမ်းတွေကို လက်တွေ့ကြလွန်းတယ်တခါတလေကြမ်းတမ်းတယ်လို့တောင်မြင်ကြတာမျိုးပေါ့ဒီဆွေးနွေးမှုမှာတော့အဲ့ဒီအမြင်တွေကိုမန်နေမားတယ်လို့အကိပြဖို့တော့မဟုတ်ပါဘူးအထိကကတော့လေဒီအနေချုပ်ထားမှတင်ပြထားတဲ့လူသဘာဝဆိုင်ရာအတွေးခေါ်တွေဒီဥပဒေသားတွေရဲ့အနှစ်သာရကိုနားလည်ဖို့ကြိုးစားကြည့်ကြမှာပါဟုတ်ကဲ့ဒီအထိပညာကလက်တွေ့ဘဝမှာကိုယ့်အတွက်ရောပတ်ဝန်းကျင်နဲ့ဆက်ဆံရတဲ့ဘာဘလို့အသုံးဝင်နိုင်မလဲဆိုတာကြည့်ကြတာပေါ့လေကောက်ပါပြီဒီအနှစ်ချုပ်သေးလာနေလူမှုဆက်ဆံရေးရဲ့အဓိကအခက်အခဲတချို့ ဥမာမနာလိုမှုတို့အများနောက်လိုက်တာတို့ပေါ့နော် နောက်ပြီးကိုယ်အတွင်းစိတ်ရဲ့လွမ်းမိုးမှုတွေတဘောထားတို့တည်ခြင်းကို လက်ခံမှုတို့အဲ့ဒါတွေကိုထင်ဟပ်စေရဲ့အဓိကဥပဒေတာတချို့ကိုရွေးပြီးတော့အဓိကကြတဲ့အချက်တွေကိုစပြီးဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ပထမဆုံးဆိုရင်လေလူမှုဆက်ဆံရေးမှာ တော်တော်လေးကြုံရတဲ့မနာလိုမှုပေါ့ the law of envy အဲ့ကြောင့်စကြည့်ကြရတာပေါ့အနစ်ချုပ်ထဲမှာ fitness sign manager ဥမာလေးပါတယ်နော်ဟုတ်ကဲ့ ဒီမနာလိုမှုဆိုတာကလေစိတ်ဝင်စားဖို့ကောင်းတာက तू ကမကြခဏဆိုသလိုဖူးကွယ်ခံထားရတတ်တာပဲဟုတ်လူများစုကကိုမနာလိုဖြစ်နေတာကိုပြင့်ပြင့်လင်းလင်းသိပ်ဝယ်မခံကြဘူးလေအဖြစ်မှမှချီးကျူနေပေမဲ့အတွင်းစိတ်ကမခံစားနိုင်တာမျိုးဖြစ်တတ်တယ်ဟုတ်ကဲ့အနည်းချုပ်ထဲမှာအကြံပြုထားသလိုပဲတစွန်းတယောက်ကကို့ပေါ်မနာလိုစိတ်ရှိနေလားဆိုတာသိချင်လေသူတို့ရဲ့တိမ်မွေးတဲ့အမူအရာတွေကိုသတိထားကြည့်ဖို့လိုတယ်လို့ဆိုတယ်။အော်ဘလိုမျိုးလဲ ဥမာကိုသတင်းကောင်းပြောပြတဲ့အခါသူတို့ရဲ့မျက်နာ အထူးသဖြင့်မျက်လုံးအမူအရာကဘလို့တွန့်ပြန်လဲယုတ်ရရဲ့အေးဆက်သွားတာမျိုးလားဒါမှမဟုတ်မျက်လုံးလွဲသွားတာမျိုးလားအင်းဒါမှမဟုတ်ကိုသတင်းဆိုကြတဲ့အခါကျရင်သူတို့စီမှာတိမ်မွေးတဲ့ဟိုတွင်ကျဉ်နှမှုအရေးယုံလေးများ တွေ့ရမလားပေါ့ဒီလိုသေးသေးလေးတွေပေါ့ micro expressions လို့ခေါ်တာပေါ့လေ 哦အဲ့ဒါတွေကတခါလေစကလုံးတွေထက်ပိုပြီးတော့အမှန်တရားကိုဖော်ပြနေတတ်တယ်အဲ့ဒါကတော့တော်တော်သတိထားမယ်ချက်ပင်တော့ဒါပေမဲ့ဒီလိုလက္ခဏာတွေကိုလိုက်ကြည့်နေရင်ねကိုကိုလိုက်ကအရာရာကိုတန်ရက်မျက်လုံးနဲ့ကြည့်တတ်သူကြီးဖြစ်သွားမှာမျိုးဟုတ်တယ်ဒါမှမဟုတ်တကယ်စေတနာနဲ့ပြောတာလားမနာလို့လို့ပြောတာလားခွဲခြားဖို့ခက်သွားတာမျိုးတော့မဖြစ်နိုင်ဘူးလားအဲ့လားတကယ်စဉ်းစားမယ်အချက်ပါဟုတ်ပါတယ် လွန်ကဲတဲ့စတန်ယာစိတ်ကဆက်ဆံရေးကိုပျက်စီးစေနိုင်တယ်လေဒီဥပဒေသေးတွေကိုတည်ထားခြင်းရဲ့ယူရချက်ကလူတိုင်းကိုတန်ရဝင်ဖို့တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ဖြစ်တတ်တဲ့လူတဘာဝတစ်ခုကိုတတိပြုမိဖို့နဲ့ကိုယ့်ကိုယ်ကိုကာကွယ်တတ်ဖို့ပေါ့ဆိုတော့ဒီလိုလိုမျိုးတွေနဲ့ပတ်သက်ရင်အနစ်ချုပ်ရဲ့အဓိကအကြံပြုချက်တွေကိုခြုံကြည့်ရင်ဖြစ်နိုင်ရင်တော့နည်းနည်းခက်ခွာခွာနေဖို့음မချစ်မနစ်ဆက်ဆံရရင်လည်းကိုယ်အောင်မြင်မှုတွေကိုယ့်ရဲ့ကိုယ်တားတွေကိုတိတ်ပြီးတော့ဟို ေါ်ပေါ်ထင်းထင်းမပြောဘဲတိုးတိုးထေးထေးနေဖို့အာယုံစိုက်မခံအောင်ကြိုးစားဖို့ဟုတ်ကဲ့ပြောကိုကိုစိတ်ရင်းမှနဲ့အားပေးမဲ့သူတွေနဲ့ပဲအချင်းပိုကုံဆုံးဖို့အဲ့လိုမျိုးတွေပြောထားတယ်ဟုတ်ပါပြီဒါပြန်ကိုအတွင်းစိတ်ကိုလည်းပြန်ဆန်းစစ်ဖို့လိုတယ်လေကိုကိုလည်းရောသူများအပေါ်မနာလို့စိတ်ချမိနေလားဖြစ်မင်းအဲ့ဒီဆက်ရဲ့အရင်ခံကိုနားလည်အောင်ကြိုးစားပြီးတော့လေးစားအားကျမှုဖြစ်ပြောင်းလဲနိုင်ဖို့သူတို့အောင်မြင်ဝမ်းမြောက်ပေးနိုင်ဖို့လေ့ကျင့်ရမယ်လို့ဆိုထားတယ် အခုကေဆိုရှယ်မီဒီယာတွေကြောင့်ဒီလိုနိုင်ရှင်မှုတွေမနာလိုမှုတွေပိုဖြစ်လွှဲလာတယ်ဆိုတာလည်းမှန်တယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတကယ်တတိထားတဲ့အချက်ပဲอืมမနာလိုစိတ်လိုမျိုးကိုယ့်ရဲ့မကောင်းတဲ့ခံစားချက်တွေကိုဖုံးကွယ်ဖို့စူးစမ်းရင်းနဲ့လူတွေကဘလို့မျက်လာဖုံးတက်ပြီးသရုပ်ဆောင်လာကြသလဲဆိုတာကနောက်ထပ်စိတ်ဝင်စားစရာဥတည်တစ်ခတ်တစ်ခုစီရောက်သွားစေပြန်ရောဟုတ်ကဲ့အဲ့ဒါကတော့သရုပ်ဆောင်ရင်းပေါ့ The Law of Role Playing ဟော ပင်းသက်ကောင်းမလေးရဲ့မိဘဒီနဲ့တွေ့ဖို့ပြင်ဆင်တဲ့ဥပမာလေးလို့ပေါ့အဲ့ဒီဥမာကပြနေတယ်လို့ပဲဒီလိုမျက်နှာဖုံးတက်ချင်းဒါမှမဟုတ်တရုတ်ဆောင်ချင်းဆိုတာကို green ကလူမှုဆက်ဆံရေးအစဉ်ဖြစ်ချောမွေးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ကျွမ်းကျင်မှုတစ်ခုအဖြစ်ရှုမြင်ထားတယ်လို့အနစ်ချုပ်မှာဖော်ပြတယ်။အော်လိုအပ်တယ်ဟုတ်လား။ဟုတ်တယ်။ အတွင်းစိတ်ခန်းစားချက်အမှန်အတိုင်းစိတ်ထက်ရှိတဲ့အတိုင်းပွင့်လင်းစွာပြောဆိုပြုမှုတတ်သူဆိုရင်လူမှုရေးနယ်ပယ်မှာအခက်ခဲတွေကြုံနိုင်တယ်လူတရဲ့ဝေဖန်မှုအမြင်ဆောင်တာတွေခံရနိုင်တယ်လို့ဆိုလို့ရင်ပါအင်းဒီနေရာမှာဟန်ဆောင်ချင်းကိုလိန်လယ်မှုလို့တိုက်ရိုက်မြင်မဲ့အစားလီလူမှုအတိုင်းအဝိုင်းထဲမှာလိုက်လျောညီထွေနေထိုင်တွာလာနိုင်ဖို့လိုအပ်တဲ့လူမှုရေးဆိုင်ရာလမ်းညွန်ထင်းကြောင်းမှု social navigation တစ်ခုဖြစ် လက်ခံဖို့အကြံပြုထားပုံရတယ် ဟုတ်ကဲ့တချို့အတွက်တော့ဒါကကျင်းဝဲအရာမေကွန်းထုတ်เสียဖြစ်နိုင်ပြီမြင့် green ရဲ့ရှုမြင်ပုံကတော့လက်တွေ့ကြမှုကိုဦးစားပေးပုံပဲဟုတ်ကဲ့လူမှုရေးရာလိုအပ်တယ်ဆိုတာကိုတော့နားလည်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းလူတွေရဲ့အဲ့ဒီတရုပ်ဆောင်မှုနောက်ွယ်ကအစ်မန်ပုံစံကိုရော့ကျမတို့တကယ်ပဲမြင်တော့ကြည်နိုင်ရဲ့လားဒီလိုဟန်ဆောင်မှုတွေကိုဖောက်ထွင်းမြင်နိုင်မှုကဘလောက်ထိလွယ်ကူတာလဲอืมအနည်းချုပ်ကျဲမှာတော့ကလေးနေလိုမျိုးအသေးစိတ်ကိုတရီထားလေးလာတော့ဖို့အကြံပြုထားတယ်ဗျာ လူတွေရဲ့မျက်နှာအမူအရအတေးစိတ်တွေဥပမာဖျားကြောင်ပေါ်လာတဲ့တင်းမမှုမျိုးတမမောအပြုံးအတူမျိုးပေါ့ဟုတ်နောက်ပြီးအတန်နေချာပြောင်းလဲမှုတွေကိုဟန်အမူအရ body language တွေကသူတို့ဖုံးကွယ်ထားခြင်းတဲ့အတွင်းစိတ်ခံစားချက်တွေကိုဖော်ပြနေတတ်တယ်လို့ဆိုတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာသတိပြုစရာတစ်ခုက သူများကိုစုံထောက်တရအောင်လို့ license ဆေးဖို့သူတို့ရဲ့အမားတွေကိုဖော်ထုတ်ဖို့စ조사တာမျိုးက ဆက်ဆံရေးကိုပိုပြီးထိခိုက်စေနိုင်တယ်လေမှန်ပါတယ်အဓိကကသူတစ်ပါးရဲ့ခံစားချက်တွေကိုပိုပြီးနားလည်နိုင်စွမ်းရှိဖို့ empathy လူမှုဆက်ဆံရေးတင်းမွေမှုတွေကိုတတိပြုမိဖို့ social awareness အတွက်ဒီကျွမ်းကျင်မှုကိုအတုံးချဖို့ဆိုလိုရင်းဖြစ်နိုင်ပါတယ်ဒါကစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligence ရဲ့အရေးပါတဲ့အစိပ်ပိုက်တစ်ခုလို့လည်းပြောလို့ရတာပေါ့အင်းဒီလိုမျက်နှာဖုံးတဲ့သရုပ်ဆောင်မှုတွေရဲ့နောက်ခွဲမှာလည်း လူတွေရဲ့ပူပြီးနှဆိုင်ရဲ့ထက်ခတ်တက်လက်လက်ပြုမှုတဲ့ပုံစံနဲ့ရှိနေတယ်လို့ Green ကစပီဆိုထားပုံရတယ်။ဟုတ်ပါတယ်။အဲ့ဒါကဆွဲလန်းပြုမှုချင်း the law of compulsive behavior ဥပဒေတာပေါ့အချစ်ရဲမှာလူမအတာပဲထက်ခါထက်ခါရွေးမိနေတာမျိုး။အင်းဟုတ်ဒါမှမဟုတ်ကိုရိုင်းတော့တတိမထားမိပဲနဲ့သူများကို ထိခိုက်ကောက်ပြောမိဆိုမိတာတွေထက်ခါထက်ခါဖြစ်နေတာမျိုးတွေနဲ့ဆက်ဆက်နေမလားအတိကြပါပဲဒီဥပဒေတာကလူတယောက်ရဲ့စရိုက်လက္ခဏာလို့ခေါ်တဲ့ຢာကလေး သူတို့ရဲ့ဘဝတလျှောက်လုံးလိုက်ပါနေတတ်တဲ့နှဆိုင်တဲ့အမူချင်းပုံစံတွေ patterns ကိုဘလို့ရွှမ်းမိုးထားတယ်ဆိုတာကိုပြောတာပါဟုတ်ကဲ့ဒီဆရာလက္ခဏာကကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်သူတို့ရဲ့အပြုအမူတွေမှာထက်ခါတလဲလဲပေါ်ပေါက်နေတတ်တယ်လို့နှုတ်ချုပ်မှာဆိုထားတယ်อืมဒါကြောင့်လူတယောက်ကိုတကယ်နားလဲဖို့ဒါမှမဟုတ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဥပမာအလိုခံတာတို့လက်တွဲဖို့ရွေးတာတို့အဲ့လိုချဖို့လိုအပ်လာတဲ့အခါသူတို့ရဲ့အပေါ်ယံဆွဲဆောင်မှုချိုးထားမှုထက်ဒီလိုနှဆိုင်တဲ့စရိုက်လက္ခဏာကိုပိုးပြီးအလေထားတင်တယ်လို့အကြံပြုထားတယ်။အော် မလို့ဆိုတော့ဒီအမူးကျင့်ပုံစံတွေကအချိန်ကြာလာတာနဲ့အမျှပြန်ပေါ်လာတတ်လို့ပါပဲဟုတ်ပါပြီဒီလိုစိတ်ရည်လက္ခဏာပုံစံတွေကိုရောဘလို့အ깨ခတ်နိုင်မလဲလူတယောက်ရဲ့အတိတ်ကအဖြစ်မှုတွေကိုကြည်ယုံနဲ့လုံလောက်ပါမလားဒါမှမဟုတ်လူတွေကကောသူတို့ရဲ့ဒီလိုနရှိုင်းတဲ့အမှုကျင့်ပုံစံတွေကိုပြောင်းလဲနိုင်စွာမရှိကြဘူးလားอืมအနည်းချုပ်ရတော့လေလူတယောက်ရဲ့စိတ်မှန်တဲ့ဆေးကိုတည်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေတဲကတစ်ခုက သူတို့ဖိရတယ်အခက်ခဲတွေနဲ့ကြုံတွေ့ရချိန်မှာဘလို့တုံ့ပြန်ကြိုက်တွယ်လဲဆိုတာကိုလေ့လာဖို့ပါပဲဟုတ်ကဲ့မေးအေးအေးဆေးဆေးအချိန်တွေမှာဖုံးကွယ်ထားနိုင်တဲ့ຢာတွေကအဲ့ဒီလိုအချိန်တွေမှာပေါ်လာတတ်တယ်လို့ဆိုတယ်ဟုတ်လူတွေပြောင်းလဲနိုင်လားဆိုတဲ့မေးခွန်းကတော့ပူကျဲပြန်တယ်ဗောလေဒီစာအုပ်နှစ်ချုပ်ကတော့ဒီဆက်လက္ခဏာတွေဟာတော်တော်လေးနှဆိုင်ခိုင်မာတယ်ဆိုတော့ရှုထောင်းကနေချဉ်ကပ်ထားပုံရပါတယ်အင်းရှောင်တဲ့နဲ့အစိတ်အတောင်ဖြစ်စေနိုင်တဲ့ toxic ဆရာရဲ့လက္ခဏာပုံစံတချို့ကိုလည်းဥပမာပေးထားတယ်။ဥပမာအရာရာကိုထိမ့်ချုပ်လို့စိတ်ပြင်းထန်တဲ့အလွန်အကျွမ်းပြည့်ပြည့်စုံလူသူ hyper perfectionist ပေါ့။ဟုတ်။ Now အာနာကိုအမြဲစန့်ကျင်ပုံကန်နေသူ relentless rebel အရာရာကိုကိုယ်ရေးကိုတာဆန်ဆန်ထိကြိုက်ခံစားလို့သူ personalizer ဟုတ်ကဲ့အပြောကောင်းပြီးလက်တွေ့မပါသူ drama magnet big talker နောက်ပြီးဟော သူတပားကိုကူညီခဲ့တဲ့သူပုံစံနဲ့ချင်းကပြီးနောက်ွယ်ကနေထိန်းချုပ်ချင်တဲ့သူ rescue ရတွေပေါ့ဆုံနေတာပဲเนาะဟုတ်တယ်ဒီလိုပုံစံတွေကိုသူများစီမှာရှာဖွေနေရင်းနဲ့ကိုစီမှာရောဒီလိုအရေးယောင်နေရှိနေလားဆိုတာကိုပါယောသားဆိုတာဆန်းစစ်ကြည့်ဖို့ကလည်းကိုပိုင်တိုးတက်မှုတော့ရေးကြည့်တယ်ဗျာဟုတ်ကဲ့ကိုအတွင်းစိတ်ကိုဆန်းစစ်ဖို့လိုတယ်ဆိုတဲ့အချက်ကနောက်ထပ်ဥပဒေတစ်ခုနဲ့တိုက်ရိုက်ဆက်ဆက်နေပြန်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့အတွင်းစိတ်သဘောထား can you check attitude က ကိုဘဝအတွေ့အကြုံတွေကိုဘလို့ပုံသွင်းနေတယ်လဲဆိုတာကိုပြတဲ့မိမိကိုယ်ကိုဖျက်ဆီးမိခြင်း the law of self sabotage ပါပဲ။ဟွန်းဟုတ်ကဲ့။ဟို Paris ကိုခရီးသွားတဲ့ Mars နဲ့ Lydia ဥပမာကဒါကိုအရန်ချင်းလင်းအောင်ပြထားတယ်နော်။ဟုတ်ပါတယ်။ Marcus နဲ့ Lydia ဟာတူညီတဲ့မြို့တူညီတဲ့ခြေနေမှာရှိနေပြီးမြင်သူတို့ရဲ့အတွင်းစိတ်ခံယူချက်ကွာခြားမှုကြောင့်လုံးဝစန့်ကျင်ဘက်ဖြစ်တဲ့အတွေ့အကြုံတွေရရှိခဲ့ကြတယ်။ဟုတ်။ Marcus ရဲ့ကြောက်ရွံ့မှုအစိုးမြင်စိတ် ချင်းမြောင်းတဲ့အမြင်တွေကသူ့ကိုအထီးကျန်စေပြီးတော့အတွေ့အကြုံကောင်းတွေကိုပိတ်ပင်ထားခဲ့တယ်။လီဒီယာကကြတော့ပွင့်လင်းမှုစူးစမ်းလို့စိတ်အကောင်းမြင်စိတ်အဲ့ဒါတွေကသူ့ကိုအခွင့်အလမ်းတစ်တေပျော်ရွှင်မှုတွေစီကိုပို့ဆောင်ပေးခဲ့တယ်။อืมဒါကဘဝမှာကြုံတွေ့ရတဲ့ဖြစ်ပျက်တဲ့အဲ့ဒီအဖြစ်အပျက်တွေကိုကျွန်တော်တို့ကဘယ်လိုလက်ခံတုံးပြန်လိုက်သလဲဆိုတာကပိုအရေးကြီးတဲ့အချက်ကိုမြင်မောင်းထုတ်ပြနေတာပါဟုတ်ကဲ့အစိုးမြင်စိတ်ခြင်းမြောင်းတဲ့အမြင်တွေက ကိုကိုကိုကန့်တတ်တုတ်နောင်ထားသလိုဖြစ်စေနိုင်တယ်လို့ဆိုလိုရင်းပေါ့ဒါကတတော် တတိချရမယ်ချက်ပင်တော့အစိုးမြင့်စိတ်ကတကယ်ကိုကူးစော်လွယ်ပြီးကိုပုံဝန်းကျင်ကိုပါဆွဲချသွားနိုင်တယ်ဒီလိုကိုကိုကိုဖြစ်စီကတဲ့သဘောထားမျိုးကိုကြိုလွားဖို့ရောအနစ်ချုပ်ထဲမှာအကြံပြုချက်တွေပေးထားတာတွေ့ရလေအဲ့ဒါတွေကလက်တွေ့ကြရလားအကြံပြုချက်တွေကစိတ်ဝင်စားစရာကောင်းပြီးလက်တွေ့လှုပ်ဆောင်နိုင်မယ့်အရာတွေပါပဲအဓိကချက်တွေကိုခြုံပြောရရင်တော့ အရာရာကိုတရားသည်ဆွဲမထားမဲ့အစာကလေးတယောက်လိုတိကျင်စိတ် curiosity နဲ့ချင်းကကြည့်ဖို့ဟုတ်ကဲ့အမားတွေအစိုးတွေကိုကြောက်ရွံ့ရှောင်ဖယ်မဲ့အစာ တင်ယူစရာအဖြစ်ရှုမြင်တတ်ဖို့อืมနှစ်ပြီးလောကကြီးကမတရားဘူးလူတွေကမကောင်းမှုဆိုတဲ့ထုံထိုင်းနေတဲ့အစိုးမြင်ဝါဒ cynicism တွေကိုတတိထားလက်မခံဘူးဟုတ်သမားတွေရဲ့ပြုမှုတွေကိုကိုယ့်ကိုယ်တိုက်ရိုက်ရည်ရွယ်တိုက်ခိုက်တယ်လို့အမြဲမယူဆပဲ ုကူရေးမဆမ်းဘူး depersonalized အော်ဟုတ်ကဲ့နောက်ဆုံးပြီးတော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာရဲ့စွမ်းဆောင်နိုင်ရည်ကကိုယ်ထင်ထားတာထက်ပိုတယ်ဆိုတာကိုယုံကြည်ပြီးကိုယ့်ကိုယ်ကိုကန့်တမထားဘူးဟုတ်စာရာဒီပါပဲဟုတ်ပါပြီဒီချက်ဒီကတခုချင်းစီကတော့ allegiance log တင်မဲ့ကိုယ့်ရဲ့သဘောထားကိုတဖြည်းဖြည်းပြောင်းလဲလာစေနိုင်တဲ့အစွမ်းတော့ရှိတယ်လို့ဆိုလိုတာပါဟုတ်ကဲ့ ကိုယ်တဘောထားကိုကိုယ်တိုင်ပုံသွင်းတယ်လို့ပဲပဝင်းကျင်ကလူတွေအထူးသဖြင့်အောက်စုရဲ့ဖီအားကလည်းကျမတို့ရဲ့အတွဲအခုအပြုမူတွေကိုအများကြီးလွှမ်းမိုးနိုင်မြန်ရောဟုတ်ပါတယ်ဒါကညီညွတ်ကိုက်ညီချင်း the law of conformity ဥပဒေတရှိကိုရောက်လာစေတာပေါ့ဟို Solomon Asia မြင်းကြောင်းဆန်းတမှုကတော့ကောင်းကောင်းတတ်သိပြခဲ့တယ်နော်ဟုတ်ပါတယ်လူသားတွေဟာပေကိုတဘောဝါရအောက်စုနဲ့တသားတွေဖြစ်ချင်းစိတ်အောက်စုကလက်ခံမှုကိုလိုလားစိတ်ရှိကြတယ်လေဒီလိုအများအောင်လိုက်လျောညီထွေနေတတ်တာက လူမော့ဖွဲ့စည်းတည်မဲ့ဖို့အတွက်တစိ့တစ်ပိုင်းလိုအပ်ပေမယ့်အန်တရရကတော့ကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်စွာဂျိုးချောင်းစီလျော်မှုကိုဆွန့်လွတ်ပြီးအောက်စုရဲ့မာယွန်းတဲ့အတွေးခေါ် အပြုတ်မှုတွေကိုတောင်လိုက်ပါလှုပ်ဆောင်မိတော့တတ်တာပါပဲအင်းဟုတ်အခုခေတ် online ပေါ်ကသတင်းမှပြန့်နှံ့မှုတွေဒါမှမဟုတ်တဖက်ဖက်အတွေးခေါ်တွေစွန့်မြဲနေတဲ့အုပ်စုတွေ eco chambers ကိုကြည့်ရင်ဒီတဘာဝရဲ့တည်ရောက်မှုကိုတွေ့နိုင်တယ်ဗျဟုတ်ကဲ့ဒီဖျားကိုတွန်းလှန်ဖို့ green ကအစစ်အမှန်အုပ်စု reality group လို့ခေါ်တဲ့အရာကိုဖွဲ့စည်းပုံအကြံပြုထားတယ်လို့အနည်းချုပ်မှာဆိုတယ် reality group ဟုတ်ဟုတ်တယ်ရည်ရွယ်ချက်ရှိရှိအဖြစ်တဘောဆောင်တဲ့ရည်မှန်းချက်တွေနဲ့ဖွဲ့စည်းပြီးတော့အဖွဲ့ဝင်တွေရဲ့ကြိုးချောင်းရှိလျော်မှုနဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုတံပိုးထားတဲ့အုပ်စုမျိုးပေါ့ဒီအစိမ်းအမအုပ်စုဆိုရဲ့ယူဆကစိတ်ဝင်စားဖို့ကောင်းပေမဲ့ တကယ်တမ်းအဲ့လိုဖွဲ့မျိုးဖွဲ့ဖို့ဒါမှမဟုတ်လက်ရှိကိုပိုင်ဝင်နေတဲ့အဖွဲ့ဥပမာအလုတ်ထက်ကတီးမလို့တငယ်ချင်းအုပ်စုတို့အဲ့ဓာတွေကိုအဲ့လိုအခြေအနေမျိုးရောက်အောင်ပြောင်းလဲဖို့ကဘလောက်လက်တွေ့ကြနိုင်မလဲအဖွဲ့အများစုမှာအာနာတို့ပုဂ္ဂိုလ်ရေးဆက်ဆံရေးတွေကရှုပ်ထွေးနေကြတယ်မို့လားမှန်ပါတယ်လက်တွေမှာတော့စင်ခေါ်မှုတရှိနိုင်တာပေါ့ဒါပေမဲ့အနစ်ချုပ်ထဲကအကြံပြုချက်တွေကလိုက်နာတင့်တဲ့လက်ညွန့်ချက်တွေဖြစ်တော့အသုံးဝင်နိုင်ပါတယ်ဟုတ်ကဲ့အဓိကကတော့လေအဖွဲ့ထဲမှာ လူပုဂ္ဂိုလ်ထက် အချာညာကိုပို့ပြီးအလေးထားဆွေးနွေးတဲ့ယဉ်ကျေးမှုမျိုးဖန်တီးဖို့อืมရှင်လင်ဒီအားလုံးလက်ခံနိုင်တဲ့အကောင့်ပဲဆောင်တဲ့ရည်မှန်းချက်တွေချမှတ်ဖို့တာဝန်လေကိုရှင်းရှင်းလင်းလင်းခွဲဝေပေးဖို့ဟုတ်ပွင့်လင်းစွာဆက်သွယ်ပြောဆိုမှုကိုအားပေးပြီးတော့တတိအချက်လက်နဲ့အချာညာလက်လက်စွာစီစဉ်ခွင့်ပြုဖို့ပြီးတော့ခေါင်းဆောင်လုပ်တဲ့သူကဒီရမြတ်တာမှုပွင့်လင်းမြင်တာမှုနဲ့ယုံကြည်မှုကိုရှေ့ဆောင်ကနေပြတတ်ဖို့လိုအပ်တယ်လို့ဆိုရတယ်ဟုတ်ကဲ့ဒီမူတွေကအဖွဲ့အစည်းဖွဲ့စည်းတာမှာရော လက်ရှိအခွေတွေကိုတိုးတက်အောင်လုပ်ဆောင်ရမှာပါအသုံးဝင်နိုင်မယ့်အခြေခံပူတည်ပါပဲနောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့အားလုံးတနည်းမှာရင်ဆိုင်ရမယ်ဒါပေမဲ့များသောအားဖြင့်တွေးဖို့ညှဉ်းဆန်နေတတ်ကြတဲ့အချီးမဆုံးအမှန်တရားတစ်ခုနဲ့ပတ်သက်တဲ့ဥပဒေတာကိုကြည့်ကြရအောင်ဟုတ်ကဲ့အဲ့ဒါကတော့တေဆုံးငင်းကိုငင်းကွယ်ခြင်း the law of denial of death ပါပဲဟိုအင်းစာကိုနောက်ဆုံးရက်နီးမှာကက်လုတ်တတ်တဲ့ចောင်းသားလိုပဲဆိုရဲဥပမာကတော်တော်လေးထိမိတယ်နော်ဟုတ်ပါတယ် ီဥပဒေသားလူတွေဟာတည်ခြင်းတရားဆိုတဲ့ရှောင်ရွေးလို့မရတဲ့နောက်ဆုံးထမှတ်ရက် ultimate deadline ကိုမတိစိတ်ထဲမှာညင်းစာနေတက်ချပြီးတော့အဲ့လိုညင်းစာမှုကြောင့်လက်ရှိပိုင်ဆိုင်ထားတဲ့တန်ဖိုးရှိတဲ့ချိန်တွေတော့အကျိုးမဲ့ဖြုံးတိမိနေတတ်တယ်လို့ထောက်ကြထားတာပါ။အင်းအနစ်ချုပ်ထဲကစိတ်ဝင်စားစရာတက်ချက်မှုလေးကိုပြန်ကြည့်ရင်လေအသက်30ရွယ်လူတယောက်တော့တကယ်တမ်းအားရင်အပြည့်နဲ့အလုံးလုံးနိုင်အကျိုးရှိရှိအသုံးချနိုင်မဲ့အချိန်ဟာ ဟိုနောက်တစ်ဆငါးနှစ်လောက်ပဲကျန်တော့ရဲဆိုတဲ့အချက်ကတော်တော်လေးတတိပင်းနေသလိုပါပဲဟုတ်ကဲ့ကြားရတာနင်းနေတော့လန့်တယ်လို့ပဲနော်ဟုတ်တယ်ဒါပေမဲ့ဒီလိုပြောတာကစိတ်တက်ကြစေဖို့မဟုတ်ဘဲနဲ့ဘဝရဲ့တိုးတောင်းမှုနဲ့အချင်းရဲ့တန်ဖိုးကိုပိုပြီးသိမြင်လာစေဖို့ရည်ရွယ်ပုံရောက်ပုံရတယ်ဟုတ်ကဲ့ဒီလိုတိတိကျကျလိုက်တော့တကယ်တမ်းကို့မှာအချင်းဘလောက်မီးနေပြီလဲဆိုတာရင်ထဲတကယ်ထိသွားစေပါတယ်ဒါဆိုရင်ဒီလို မလဲမရှောင်တာတဲ့အဆုံးတက်ကိုလက်ခံနိုင်ခြင်းကလက်ရှိဘဝကိုဘလို့ပိုကောင်းအောင်နေထိုင်ဖို့အထောက်အကူပြုနိုင်မလဲ။ Ừm အနေချုပ်ရဆိုရတော့လေတေချင်းတရားကိုလက်ခံနိုင်ခြင်းကဘဝမှာဘာကတကယ်အရေးကြီးတယ်လဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာစေတယ်။ဦးစားပေးတဲ့တာတွေကိုမမှန်ကန်ကန်ရွေးချယ်နိုင်စေတယ်။ဟုတ်ကဲ့။အချင်းကကုံဆုံးသွားမယ်ဆိုတဲ့အတိကလက်ရှိအချင်းလေးကိုပိုပြီးတံပိုးထားစေတယ်။အဒီပေရှိတဲ့အလုပ်တွေကိုလုပ်ဖို့ အရေးကြီးတဲ့ဆက်ဆံရေးတွေကိုတံပိုးထားဖို့ဘဝကိုပိုးပြီးပြီးပြီးဝါဝအသက်ရှင်နေထိုင်ဖို့တွန်းအားပေးတယ်လို့ဆိုပါတယ်။อืมဒီလိုအမောင်းလို့ထင်ရတဲ့အမှန်တရားကိုရင်ဆိုင်ခြင်းကပဲဘဝကိုပိုးပြီးအလင်းဆောင်စေနိုင်တယ်ဆိုတဲ့အတွေ့အခေါ်မျိုးပေါ့။ကဲဒီနေ့ကျမတို့ Robert Green ရဲ့လူတဘာဝရေးဥပဒေသားများအနစ်ချုပ်ထဲကဥပဒေသားတော်တော်များများကိုဆွေးနွေးခဲ့ကြပါတယ်။မနာလိုမှုရဖုံးကွယ်ထားတဲ့သဘောဝလူမှုဆက်ဆံရေးအတွက်တယုတ်ဆောင်မှုရဲ့လိုအပ်ချက် ထက်ခါတလဲလေးဖြုတ်ပေါ်တက်တဲ့ဆရာလက္ခဏာပုံစံဒီကိုသဘောထားကအတွေ့အကြုံကို ပုံသွင်းပုံ အများနောက်လိုက်တက်တဲ့သဘာဝနောက်ဆုံးတေဂျင်တရားကိုရင်ဆိုင်ခြင်းစတဲ့အချက်တရားကိုကိုကိုရောပန်ဝင်းခြင်းကလူတွေကိုပါပိုပြီးနဲ့နဲ့နဲ့နားလဲလာစေဖို့အထောက်ကူပြုနိုင်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဒီအတိပညာတွေကနားထောင်သူတွေရဲ့လူမှုဆက်ဆံရေးတွေမှာတော့ကိုပိုင်ဘဝတိုးတက်မှုအတော့ပါစဉ်းစားစရာတွေလက်ညွတ်မှုတွေပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဟုတ်ပါတယ် ဒီဥပဒေတွေကိုတို့သိပြီးနားလည်ပြီးရဲ့နောက်မှာစိတ်ထဲမှာပေါ်လာနိုင်တဲ့နောက်ဆက်တွဲအတွေ့အထူးရှိနိုင်တယ်ဗျာဒီအသိပညာတွေကိုလက်ကင်ထားပြီးရောကျွန်တော်တို့ဟာကိုယ်တိုင်ရောတခြားသူတွေအပြုမှုတွေရဲ့နောက်ကွယ်ကအကြောင်းရင်းတွေကိုပို့ပြီးစာနာနားလည်စေနဲ့ကြီးမြင့်လာနိုင်မလားအင်းဒါမှမဟုတ်ပို့ပြီးတတိကြီးစွာနဲ့အအနေငယ်ပို့ပြီးတန်တရားစိတ်နဲ့ချင်းကမိသွားမလားအရေးကြီးဆုံးမေးခွန်းကတော့လင်ဒီလိုလူတဘာဝရဲ့ရှုပ်ထွေးမှုတွေအားနဲ့ချက်တွေကိုသိရှိနားလည်ခြင်းက ကျွန်တော်ရဲ့လူဆက်ဆံရေးအရေးအသွေးကိုဘလို့နီးလက်နဲ့အကောင်းဆုံးမြင့်တင်ပေးနိုင်မလဲဆိုတာပါပဲ။ဟုတ်ကဲ့။ဒါကတော့ကျွန်တော်တို့တူဦးချင်းစီချက်လက်စင်ချင်းသုံးသက်သွားမယ်ချက်ချစ်ပါလိမ့်မယ်။နောက်အပတ်ဒီမှာဘလို့မျိုးစာအုပ်တီကိုတင်ဆက်ပေးရမလဲဆိုတာ comment မှာရေးထားခဲ့ကြပါအောင်ခင်ဗျာ။ Hey